By the end of this lesson, student will be able to write an email. အာဒီဟာပြီးသွားပြီသင်ကြားပြီးသွားပြီဆိုတော့တအားသမီးတို့က email တစ်စောင်ဘယ်လိုရေးရမလဲ email ဆိုတာဘာလဲအာဘာအစိတ်ပိုင်းတွေပါဝင်လဲဆိုတာသိရှိသွားမှာဖြစ်တယ်နော် So first of all နေနေဆိုရင်တော့ number 1 read the email and study the parts of an email email ရဲ့အစိတ်ပိုင်းတွေကိုလေ့လာပြီးတော့ email ကိုဆရာဖတ်ကြည့်ကြရအောင်နော်ဒီမှာ email စိတ်ပိုင်းအရင်ဆုံးပြောကြည့်ကြရအောင် email တစ်စောင်အဲ့တော့စင်ဒီဟာမသင်ခင်မှာဆရာအရင်ဆုံးမေးကြအောင် ဘာလို့သူတို့တယောက်နဲ့တယောက်စာပို့ဆောင်တဲ့အချိန်မျိုးမှာဆိုရင်ဘာနဲ့ပို့ဆောင်လေးရှိရလဲဟုတ်တယ် Facebook က Messenger တွေနောက်တစ်ခုဆို Message ကဟာတွေ Viber တွေအာ Telegram တွေဟာလာစသဖြင့်အာများစွာသော application တွေရှိတယ်အဲအထက်ကနေမှာဆိုတော့ email ကတော့ဒါကအဲ့ဒီကအစိတ်ပိုင်းတစ်ခုဖြစ်တယ်เนาะ email ရဲ့အစိတ်ပိုင်းကတော့ဒီမှာဘာပြပါမလဲဆိုတော့ from to เนาะ subject အဓိကအကြောင်းအရာတွေပါမယ်ပေါ့เนาะအော် from ကတော့ဘယ်သူဆီကနေပို့နေပါသလဲ to ဘသူဘသူစီကိုပို့มาလဲနောက်တစ်ခုကြတော့เนาะနောက်တစ်ခု from ရဲ့ to ရဲ့ cc ကကြတော့ကပို့ပြီးចောင်း carbon copy တွေအဖြစ်နဲ့ပြသပေးတဲ့အရာတွေနောက်တစ်ခုကြ subject ကတော့အကြောင်းအရာကိုပို့ရတဲ့အကြောင်းအရာကပါလဲအရေးကြီးဆုံးအရာတွေပဲเนาะဒီမှာဆို from ကတော့ sender's email address ပို့ဆောင်တဲ့သူရဲ့ email လိပ်စာဖြစ်တယ် to ကတော့ recipients เนาะ recipients ကတော့လက်ခံသူရဲ့ email address တွေဖြစ်တယ် ဒီမှာဆင်ဘသူကပို့နေလဲဆိုတော့ popo14@gmail.com ကပို့နေတယ်ဘသူစီပို့နေလဲဆိုတော့ kankang kankang2006@gmail.com mimin@gmail.com နောက်စလုံးကိုသူစာပို့နေတာပေါ့နော်ဒါဆိုလက်ခံမဲ့လူတွေနောက်တစ်ခုကျတော့ဒီမှာဆင်တော့ဟလာပို့ပြီးဒီမှာဆင် CC ရဲ့ဘာပြောလဲဆိုတော့ carbon copy ပြောနော် carbon copy ကတော့ used to show that a copy is being sent to another person carbon copy ဖြစ်တယ်သူရဲ့အရှိကပါပေါ့နော် carbon copy ကဘာအတွက်အသုံးပြုတာလဲဆိုတော့ ီ Xerox copy စာတစ်ခုကသူများတွေတခြားလူစီကိုပို့ပြီးသွားပြီဆိုတဲ့အကြောင်းကိုပြသတဲ့အချိန်မျိုးမှာတုံးတာပေါ့နော်ဟုတ်ပြီအဲ့တော့ Xerox နောက်တစ်ခု subject အဓိကပို့ရမယ့်အကြောင်းအရာနော် subject ကဒီမှာဆိုရင် the title or the reason for writing an email စာကိုဘာကြောင့်သူစီကိုစာပို့ရလဲဆိုတာတွေကို Xerox အဓိကသိရမယ့်အကြောင်းအရာဖြစ်တယ်နော်အဓိကအစိတ်အပိုင်းကတော့ Xerox က from to subject ပဲเนาะအခါ၃ခုကြီးသင်ရတယ်ဒီမှာဆိုအကြောင်းအကြောင်းအရာတော့ invitation เนาะ invite verb ကနေလာတဲ့ invitation လို့ခေါ်တဲ့ ဖိတ်ကြားခြင်းအကြောင်းဖြစ်တယ်။ဆက်လက်ပြီးတော့သူပါဖိတ်ကြားလဲကြည့်မယ်။အဲ့တော့စာဒီစာပိုင်းမှာလည်းပဲဒီမှာဆိုရင် salutation လို့ခေါ်တဲ့အာနှုတ်ဆက်ခြင်းအပိုင်းတွေပေါ့နော်နှုတ်ဆက်တဲ့အပိုင်းမှာဆိုရင် dear kankang and mimin လဲချစ်လက်စာတော့ kankang and mimin ရဲ့တဲ့ a word or phrase used at the beginning of a letter as a greeting no support အတွက်အသုံးပြုတဲ့စာစကားလုံးတော့မဟုတ် phrase တစ်ခုကိုအဲ့ဒါ salutation လို့ခေါ်တယ် no set ချင်းပဲဖြစ်တယ်เนาะအဲ့ချင်းမှာဒီမှာစ body of the letter เนาะဒီ email ရဲ့စာအိုပေါ့เนาะ main content တွေဖြစ်တယ်ဒီမှာစ I've got something very exciting to tell you တဲ့မျိုးပြောပြစရာအရန်စိတ်ဝင်စားဖို့ကောင်းတဲ့အရာမျိုးပြောပြစရာရှိတယ် you know uncle ang is a trekking guide in kalor เนาะ kalor မှာဆိုရင်ငါရဲ့အဦးလေး အဝါဆိုရင်တော့လေဒီခြေလင်ခရီးစမ်းတမ်တက်တဲ့ guide တယောက်ဖြစ်ပါတယ်လမ်းညွန်တယောက်ဖြစ်တယ်လေတဲ့ and he has arranged a 2 day camping trip for me and my brother ငါနဲ့ငါကိုအတွက်ဟလာ तू ကဒီစကန်းချတဲ့ခရီးတော့နေခရီးပေါ့နော်နေခရီးစဉ်ကို तू ငါတို့စီစဉ်ပေးထားတယ် and we can go trekking and enjoy the beautiful landscape အဲ့ရောင်လပ်ပါတဲ့တဘာဝကရှုခင်းနေနောက်အဲ့ကောင်လေးနောက်တစ်ခုကျတော့တောင်နဲ့ခရီးကျန်းကိုလည်းပဲငါတို့သွားလို့ရပါတယ်လေ and it would be an amazing experience and i would like you to join us ဟာအရန်ကိုစိတ်ဝင်စားဖွယ်အရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်အာအော်ဖို့ကောင်းမဲ့တွေ့ကြုံလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့ငါတို့ ਨੇ လိုက်စီချင်ပါတယ် we have already bought sleeping bags အာဒီ camping man egg port တို့ sleeping bags ကိုလည်းဝယ်ပြီးသွားပြီနောက်တစ်ခု backpacks လို့ခေါ်တဲ့ချောပိုး egg တွေ and tents နော်အဲဒီတွေ့ရွက်ဖြင့်သေးတွေ ကိုလည်းပဲဝယ်ပြီးသွားပြီလေ so you don't need to worry about anything ဘာမှမင်းပူစိတ်ပူစရာမလိုတော့ဘူးလေ we are living on 24th december hope you can join us ငါတို့ december 24ရက်နေ့ကျရင်ငါတို့ထသွားတော့မှာခီးစားထွက်တော့မှာပေါ့နော်အားကျွန်တော်တို့ငါတို့မင်းငါတို့ ਨੇ လိုက်ပါဝင်ဖို့ညှော်လင့်ပါတယ်ဘသူကပို့နေလဲဆိုတော့ best ပို့ပို့တဲ့နော်အဲ့ဒါပို့ပို့ကပို့နေတဲ့စာလေးဖြစ်တယ်အားလားဆိုတာက email တစ်ခုမှအဓိကဆိုတော့သိရမှာက from ပါမယ် to ရဲ့ subject ရဲ့ပြီးသွားပြီဆိုတော့ salutation နှုတ်ဆက်မယ်စာကိုရေးချင်တဲ့အကြောင်းအရာဖြစ်တဲ့ main content ရေးပြီးသွားပြီဆိုတော့ねအောက်မှာကိုရေးတဲ့သူရဲ့နာမည်ကိုရေးပြလိုက်အောင်ဒါကတော့ email တစ်ဆောင်ရဲ့လက္ခဏာပဲဖြစ်တယ်ညမလား email ဖတ်ပြီးသွားပြီဆိုတော့အောက်မှာ number 2ဖတ်ကြည့်ကြအောင်เนาะ read the email again and answer the following questions အမပေးရတဲ့မိကွန်တွေကိုဖတ်ကြည့်ကြပါလေဒါအရဆိုရင် email ဒီတစ်ခါဆရာကစာရေးပဲဖတ်ပြပြီးတော့အားတော့နားထောင်ကြည့်မယ်เนาะ I've got something very exciting to tell you. You know, Uncle Ang is a trekking guide in Galore, and he has arranged a two day camping trip for me and my brother. We can go trekking and enjoy the beautiful landscape. It would be an amazing experience, and I would like you to join us. We've already bought sleeping bags, backpacks, and tents, so you don't need to worry about anything. We are leaving on 24th December. Hope you can join us. best bubble. OK, like now, how we do Pachibana. So, Papi Dobby, so also okay. number one, what I am. Who is Bobo writing to? Bobo ga bdu siu sapo ni ale. How de? Kangao ne memen siu sapo ni no. So Bobo is writing to Kangao and memen. Ke chen ne me kon li di ko le sia a ching pe me. Ko teng ngai chen ne tai pin pi ro phi so chi Okay, have you got the answer? Very good. Number two. What is Gangang's email address? Gangang email address ka ba le? How dare. Number 3. Why is Bobo writing these email? Di email ko tu ba lo ye ya le Bobo ga. How dare. Sai win sa pho kaung ne a chang ya de khu ko tu byo pya sa ya shi lo no. Number 4. Why is Bobo going to Galore? Galore ba lo twa da le? Number 5. What can they do during the camping holiday? ဒီစကန်ချတဲ့အားလျက်တော်တွင်မှာသူတို့ဘာလုပ်နိုင်တယ်လဲ ဟုတ်တယ် number 6 what camping equipment it mentioned in the email email မှာဆိုရင်ဘယ်လိုမျိုးဒီအစကန်ချာမဲ့လိုအပ်တဲ့ကရိယာတစားပလာတွေကပေါ်ပြထားတာလေလေဟုတ်တယ်အဲ့ဆိုတော့အဖြေလေးတွေရောက်သွားပြီဆိုတော့ select ပြီးတော့ number 3သွားကြရအောင် fill in the blanks with the expression given in the box box တမှာပေးထားတဲ့အသုံးအနှုန်း expression လေးတွေကိုအသုံးပြုပြီးတော့အမှပေးထားတဲ့ဒီမှာ query ထဲမှာဖြည့်ပေးရမယ်ပေါ့နော် looking forward to ဆောင်စားလျက်ပါဆောင်မြော်လျက်ပါဗောနော် to someone တစုံတစ်ခုဗောနော် I would love to I would love to ငါကြိုက်တယ်တနည်းဖြစ်လှုပ်ချင်တယ်ဖြစ်ချင်တယ်ဗောနော် thanks ကျေးဇူးပါကျေးဇူးအများကြီးတင်ပါတယ်တဲ့ I hope I can အာ join နိုင်မယ်ဟလာကွာလက်လုံနိုင်မယ်လို့မျော်လင့်နေ I'm afraid ဒီမှာကျတော့ကြောက်ပါတယ်လို့မပြောဘူးဆိုတော့ကအားနာပါတယ်အားနာပါတယ်เนาะ yours တင်းရဲ့ဆိုပြီးတော့ okay အဲ့ဆိုတော့ဒီမှာ email နှစ်ခုရှိတယ် မင်းမင်းကနေမှာပို့စာပို့လိုက်တယ်ဘာအကြောင်းရလဲဆိုတော့ tracking in color ဓမ္မတော့အဓိကအဓိဟိုင်းမယ်နော်ဆရာရေးရမယ်ဆိုရင် from ပါမယ် to ပါမယ် subject ပါမယ် no set မယ်အဓိကအကြောင်းရပြောမယ်ပြင်ပြန်လဲပြီးတော့ဆရာ no ခွန်ဆက်တာမယ်နော်ဘာအကြောင်းရလဲဆိုတော့ tracking in color color မှာဒီတောင်တက်ခရီးအခြေလင်းတောင်တက်ခရီးကျန်းလုပ်မယ်ဆိုတဲ့အကြောင်းဆွေးနွေးထားတာပို့ပို့ပို့ဟာတယ် Many thanks for your invitation. ခုနပိတ်ခေါ်ခဲ့တာလေဘိုးဘွားမင်းမင်းနဲ့ကန်ကန်ကော ngaca meme ba pian reply pio le so me ye phait cha mu atwe a myae jesus tin ma de yes qual join you no me o join ba me tani phi like me no i've got my parents permission i've never been to galop before so i'm really qual it i'm sure this is going to be an amazing holiday i'll call you for more details hope to see you soon min min adesso no di ma တင်လျော်တဲ့အဖြစ်လေးတွေထည့်ကြည့်ပါအောင် ဆက်လက်ပြီးတော့ဒီဘက်ကပူပူဝဲအကြောင်းအရာလေးကိုလည်းပဲအတင်လျော်တဲ့အဖြေလေးတွေကိုကိုယ့်ရဲ့တငယ်ချင်းနဲ့တွင်းဆွေးနွေးတိုင်ပင်ပြီးတော့ထည့်ကြည့်ပါအောင်ဟုတ်ပြီပြီးသွားပြီဆိုတော့အဖြေလေးတွေရပါပြီနော်အဲဒီဘက်ကကန်ကောင်းကလည်းပဲပူပူကိုစားပြန်ပြန်သွားပါတော့ဘလို့ပြန်လဲဆိုတော့ဒီမှာဆိုရင်ကွက်ဟိုပေးထားတယ် for your invitation နော်မင်းရဲ့ဖိတ်ခေါ်မှုအတွက်ကွက်လက်ဖြစ်ပါတယ်တဲ့နော်အဲဆိုတော့ဘာဖြစ်မှလဲဟုတ်တယ် it would be exciting to go camping and trekking with you မင်းနဲ့အာဒီတောင်တက်ခီးကျန်းထွက်ရမယ်အာစကန်နေပါရချရမယ်ဆိုတော့အရန်ဆက်လို့ရှာဖို့ကောင်းမှာပဲเนาะအရန်ပြောဖို့ကောင်းမှာပဲ but quel la i can't ငါတကယ်မနိုင်လို့ပါလေမ join နိုင်ဘူးလေเนาะအဲ့ဆိုခုနကမင်းမင်းကတော့ရနိုင်တယ်သူကတော့မ join နိုင်ဘူးပေါ့เนาะ number number 5ရဲ့အဖြေဘာဖြစ်မလဲဟုတ်တယ်เนาะ i'm sorry i can't my grandma who lives in mongyua has fallen ill ဟာလာငါ မုံရွာမှာနေထိုင်နေတဲ့ငါရဲ့အဖွားကမေကောင်းနေမကောင်းဖြစ်နေလို့လေ I have to go and look after her during the December holiday December အလေးပေးရတဲ့တော်ရဲမှာဟာလာသူမကိုသွားပြီးတော့ငါကြီးစုပြုစုရမှာကြီးစုဆောင်ရှားရမှာဒါကြောင့်မလို့လေမ join နိုင်ဘူးပေါ့နော် Kuala join you the next time နော်နောက်တစ်ခါကြိုက်တော့ငါမျိုးလိုက်ပါမယ်လို့ဘာဖြစ်မလဲဆိုတော့ I ဘာဖြစ်မလဲအဖြေက How dare? I hope I can join you the next time. All the best, Gang Gang. Let me hear it. Yeah, mala. I just threw a reply note to Sally. The Jiang Wu Jima, Email na ku. Many thanks for your invitation. Yes, I would love to join you. I've got my parents' permission. I've never been to Galop before. So I'm really looking forward to it. I am sure this is going to be an amazing holiday. I will call you for more details. Hope to see you soon. Yours, Min Min. Thanks for your invitation. It would be exciting to go camping and trekking with you. But I'm sorry I can't. My grandma, who lives in Mouyua, has fallen ill. I have to go and look after her during the December holiday. I hope I can join you next time. All the best. Gang gown. Okay. Papito, like Pachibao, no? So let's be number four. Read the reply in exercise three again and choose the correct expression. Exercise three, my body, reply you. So papi do be so, man can it don't only so you down. Not imagine email ilma, email so no miminga accept la canala, decline, yimbe la invitation, pay jacha de go. ဟုတ်တယ် email b မှာကျတော့ကံကောင်းကဘာပြန်ပြီးတော့ပို့ပို့စီစာပြန်ပို့တယ်အဲ့ဒီမှာသူရေးတဲ့စာအကြောင်းက accept လောက်တာလား decline လောက်တဲ့အရာမျိုးလားဖိတ်ဖိတ်ကြားမှုတွေကိုဟုတ်တယ် let's select ပြီးတော့ number 5သွားကြရအောင် plan a holiday trip note down အဲ့တော့ကိုသွားကျင်တဲ့အပန်းဖြေခရီးတစ်ခုကိုအာစီစဉ်ဆွဲပါလက်ပင့်ဒီမှာ note လေးချပြီးရေးကြည့်မယ်เนาะကဲဒီဟာကိုဆရာတာရတမီတို့ကို လုပ်ဖို့အစီအစဉ်ပေးမယ်အဲ့တော့ဘယ်နေရာသွားချင်တာလဲဘယ်အချိန်သွားချင်တာလဲဘသူနဲ့သွားမှာလဲဘလို့သွားမှာလဲ what to do ဘာလုပ်ဖို့သွားမှာလဲเนาะဘာလုပ်မှာလဲပေါ့เนาะအဲ့ဒါဆိုတော့အဲ့ကြောင်ရည်တွေကိုအရင်ဆုံး note down လေးချမယ်ဘယ်နေရာလဲထောင်းတာဘယ်အချိန်လဲဘယ်အချိန်ပေါ့เนาะစာတပြည့်အကြောင်းအရာလေးအသေးစိတ်ရေးကြည့်မယ်အရင်ဆုံးအဲ့ဒါလုပ်ကြည့်ပါဦး Okay have you finished very good so ပြီးသွားပြီဆိုဆက်လက်ပြီးတော့ဒီဘက်က5ပြီးသွားကြအောင် in pair ask and answer the question about your summer holidays ဒီ summer holiday နဲ့ပတ်သက်တဲ့အကြောင်းအရာခုန note down လုပ်ခိုင်းထားတယ်။အဲဒီကောင်ကိုဆရာဒီမေးခွန်းလေးအသုံးပြုပြီးတော့တယောက်နဲ့တယောက်เนาะမေးမြန်းစုံစမ်းခြင်းတွေကိုလုပ်ကြည့်ကြမယ်เนาะ For example where are you going? When are you going? Who are you going with? How are you going there? What are you going to do there? right? So these questions will help you to ask a lot of questions to your friends, right? About the uh, holiday plan, but not holiday plan. But the video, go to the chat. Maybe some sample to talk computer make one chat. Also, kuna note download thare holiday go go to the chat. The option C, along online meet Very good. Have you enjoyed your conversation? Very good. Keep going to number six. Write an email to your friend telling your plan for the trip and inv inviting him or her to join you ဒီတစ်ခါကြာရင်တော့ဆရာကကိုယ့်တငယ်ချင်းတယောက်စီကိုအီးမေးလ်စာတစောင်ရေးပေးရမယ်။ဘာအကြောင်းရပြောပြရမလဲဆိုတော့ကိုဒီခရီးအကြောင်းပေါ့နော်ခရီးတစ်ခုကိုစီစဉ်ထားတယ်ဆိုတော့အကြောင်းကိုပြောပြပြီးတော့အဲ့ကိုရေးထားတဲ့လူစီကိုယ့်တငယ်ချင်းစီကိုဖိတ်ခေါ်ပေးရမယ်။နော်ကွာငါဒီ summer holiday မှာငါဒီကိုသွားမှာနော်ခုန note down လုပ်ခဲ့တဲ့အချက်လေးကိုအသုံးဟိုမြင်ញမ်းပြီးတော့မြင်ញမ်းပြီးတော့ရေးလို့ရတယ်နော်။ ချောင်းသာသွားမှာချောင်းသာမှာဘာလို့ဘလို့တော့လုံးမှာဘလို့သွားမှာကားနဲ့ဘလို့သွားမယ်ဘသူနဲ့သွားမယ်ဘာသွားလုံးမှာနော်အဲဆိုတော့မင်းလိုက်မလားမလိုက်ဘူးလားဆိုတဲ့အကြောင်းအရာဒီပါထည့်ပြီးတော့ဟိုးရှိကပူပူနဲ့မင်းမင်းတို့ကန်ကောင်းတို့ရေးတဲ့ email ရဲ့လက္ခဏာတွေအားလုံးပါဝင်ပြီးတော့ရေးပေးကြည့်ပါအောင်ဆရာအချိန်ပေးပါမယ် Okay အဲဆိုတော့ uh have you got an email email design လေးရပါပြီလား ပြီးတော့ပြီဆိုတော့ကိုယ့် email လေးတွေကိုတော့ကိုယ့်အဖွဲ့တငယ်ချင်းတွေနဲ့ဖတ်ပြကြည့်ပါအောင်ဟုတ်ပြီဆက်လက်ပြီးတော့ number 7သွားကြည့်မယ်နော် swap your email with a friends and write a re reply to it in your reply say thanks to your friend accept or decline the invitation if you decline give a reason very good အဲ့ဒါခုနကကိုယ့်ရဲ့အဖွဲ့ထဲမှာကကိုယ့်တငယ်ချင်းက email စာတစ်စောင်ရေးလာတယ်အဲ့ဒီအချိန်မှာဆရာတို့ကအာဘာလို့မလဲဆိုတော့ မရေးရသေးတဲ့ ID email နဲ့ပတ်သက်တဲ့မရေးရသေးတဲ့လူကကျွန်တော်ဘာလဲမလဲဆိုတော့သူ့ရဲ့ reply ကိုပြန်လည်ပြီးရေးပြရမယ်ရေးပြီးသွားပြီဆိုရင်ရတယ်ကိုယ့်ရဲ့တငယ်ချင်း email ကိုစီရေးလာလို့သဘောထားပြီးတော့ကိုကသူ့အစီပြန်ပြီး reply လုပ်မယ်။ဟုတ်ကဲ့ငါလိုက်နိုင်ပါတယ်ဟာလာပျော်ဖွင့်ဖို့ရန်ကောင်းပါမယ်ဘလို့ဖြစ်တော့စပြီးတော့ခုန reply လုပ်တဲ့ပုံစံတိုင်းပဲအဲ့ပုံစံတိုင်းနဲ့ပဲပြန်ပြီး reply လုပ်မယ်။တကယ်လို့ကိုမလိုက်နိုင်ဘူးလက်မခံနိုင်ဘူးကိုငြိမ့်ပယ်တယ်ဆိုရင်တော့အကြောင်းပြချက်လေးတော့ပေးပေးပါလေနော်။ဥပမာခုနကန်ကောင်းသွားဆိုရင်တော့အာ तू ခေါ်တဲ့ tracking ကိုမသွားနိုင်ဘူးဒါပေမဲ့လည်းပဲသူဘာဖြစ်လို့မသွားနိုင်လဲဆိုတော့ပြောပြခဲ့တယ်။သူ့မုံရွာမှာနေနေတဲ့သူ့အဖွားကနေမကောင်းတဲ့ခါကျတော့သူသွားဆောင်ရှောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့မအားလို့မလိုက်နိုင်ဘူး။အဲ့ဒါအဲ့လိုပုံစံမျိုးပဲအခုကိုယ်တငငချင်းစီကိုယ်စီစာပို့လာတဲ့အကြောင်းအရာကိုကမလိုက်နိုင်ဘူးဆိုတော့အကြောင်းအရာကိုရေးတဲ့အခါမှာ reason လေးပါထည့်ပြီးတော့ပေးပေးရမယ်။ရမလား?အားရလို့ဆောင်ကြည့်ပါအောင်ပြီးသွားပြီဆိုတော့နဲ့မြင်းမြန်းပြောဆိုကြည့်ပါအောင်။ Okay, very good. So Did you enjoy the class today? Very good. Did you have a lot of fun today? Okay, so do you remember what about do we learn together today? Very good. Camping or trekking. So now I hope you guys will know how to write an email and I hope you guys would know uh, what are the parts of an email, right? Of course. Thank you so much for your attention. See you next time.